သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်း channel မှာဒီကနေ့ match လ29ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စကိုင်းဒေတာအဟောင်းပြိုကျသွားပြီးနောက်စကိုင်းဒေတာအစ်စ်မှလည်းကွဲအပ်ပြီးချင်းကက်လမ်းများပျက်စီးနေတဲ့အတွက်ပြည်သူတွေစိတ်ရည်ရင်နဲ့ကူးတန်းနေရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စကိုင်းတိုင်းစကိုင်းမြို့နဲ့မန္တလေးမြို့တို့ကိုဆက်သွယ်ထားတဲ့စကိုင်းတတအဟောင်းမှာယမန်နေ့မွန်လွဲပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်ပြိုကျသွားပြီးနောက်စကိုင်းတတအသစ်မှာလည်းအကွဲကြောင်းများဖြစ်ပေါ်နေခြင်းတတချင်းကက်လက်များပျက်စီးခြင်းတို့ကြောင့်ရဲအကန့်အသတ်မရှိပိတ်ထားရကြောင်းသိရှိရပါတယ်။ယနေ့နေ့နောက်ပိုင်းမှာစကိုင်းဘက်မှမန္တလေးဘက်ကိုကူးတန်းလိုတဲ့ပြည်သူတွေဟာဇက်ရည်ရင်နေနဲ့အီယာဝရီမြစ်ကိုဖျက်တမ်း၍ကူးတန်းနေရပြီးကွန်စီကူးတန်းတော်လာရေးများအားလုံးရက်တန့်သွားပြီးဖြစ်ကြောင်းသိရှိရပါတယ်။စကိုင်းတတအသစ်ကလည်းတတပေါင်တွေလွဲသွားတာ။ လမ်းတွေအကွဲသွားတာနဲ့တံတားအခြေတွေရိုင်းကုန်တာတော့ရှိတယ်လို့ပြောတယ်။တံတားအသက်ချင့်ကက်လမ်းတွေလည်းအကုန်ပျက်စီးနေတယ်။လနဲ့ချီပြီးစစ်ဆေးမှုပြင်ဆင်မှုတွေလုပ်ရမယ်ထင်တယ်လို့သကိုင်းမဒေသခံပြည်သူတို့ကပြောဆိုပါရယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးမြို့မှာဥလတိန်ဘိမ့်မှန်အတွင်ပိတ်မိနေတဲ့တန်ခါအပတ်တရာကျော်ကိုရှာဖွေကယ်ဆယ်ရေးများဆက်လက်လှုပ်ဆောင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အင်အား9.8အဆင့်ရှိတဲ့အင်အားပြင်းကလေးလှုပ်ခတ်ခဲ့တဲ့မန္တလေးမှာ အဆောက်အအုံများစွာပြိုကျပျက်စီးခဲ့တဲ့အနက်ဥလသိမ့်ဘိမ့်မှန်အတွင်ပိတ်မိနေတဲ့တန်ကာအပတရာကျော်ကိုရှာဖွေကေစရီများဆက်လက်လှုပ်ဆောင်နေကြောင်းမြန်မာနိုင်ငံလူမှုကေစရီအဖွဲ့မန္တလေးတိုင်းဒေသကြီးကော်မတီကထုတ်ပြန်ပါတယ်။မန္တလေးဥလသိမ့်ဘိမ့်မှန်အတွင်မှာစာဖြည့်တန်ကာတော်အပား290ကျော်စာဖြည့်နေစမှာငလင် လုတ်ခက်ခဲ့ခြင်းဖြစ်တယ်လို့မြို့ခံများထံမှသိရပါတယ်။အဆိုပါဗိမ္မာမှာစာဖြည့်တန်ကားတော်များစာဖြည့်နေစဉ်အင်အားပြင်းငလင်လှုပ်ခက်ခဲ့တဲ့အတွက်ဗိမ္မာပြိုကျကစာဖြည့်တန်ကားတော်ယာနဲ့ချီပိတ်မိခဲ့တဲ့အတွက် လက်ရှိမှာကေဇေးလုပ်ငန်းများကိုလှုပ်ဆောင်နေစေဖြစ်ကြောင်းကေဇေးပေးနေသူများကပြောကြပါတယ်။လက်ရှိမှာရင်းနှီးရမ်းမှကေဇေးနိုင်ခဲ့တဲ့လူဦးရေကိုမသိရသေးဘဲရှောက်ပွေးကေဇေးလုပ်ငန်းများကိုဆက်လက်လှုပ်ဆောင်နေစေဖြစ်တယ်လို့၎င်းတို့ကဆိုပါတယ်။ယခု2025ခုနှစ်မှာတန်ဃာတော်များစာဖြေဖို့အတွက်တာဝန်မှုခခွေမဟာအောင်မြင်မြို့နယ်စာဖြေဌာနကိုယခင်နှစ်ကကျင်းပနေကြအမှတ်73အခြေခံပညာအထက်တန်းကျောင်းနဲ့မကျင်းပတော့ဘဲပရိယတ်တိတတနာဟိတအတင်ဥလတ်တိန်ဗိမာန်မှာပြောင်းလဲကျင်းပနေခြင်းဖြစ်ကြောင်း ဓမ္မစရိယနဲ့ပထမပြန်စာမေးပွဲကျင်းပရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲရသိရပါတယ်။စာမေးပွဲပြောင်းလဲကျင်းပခဲ့တဲ့အဆိုပါပိတ်မမှာငလင်တန်ကြောင့်ပြိုကျခဲ့တဲ့အတွက်ရင်းနေရာမှာတန်ခါအပားတရာကျော်ပြိုကျပျက်စီးတဲ့အဆောက်အုံအောက်မှာပိတ်မိနေပြီးရှာဖွေကေစိန်နေခြင်းဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကေစိန်ရေးဝန်ထမ်းများနဲ့ပစ္စည်းများမလုံလောက်မှုငလင်ငယ်များစက်တိုက်လုတ်ခတ်နေမှုကြောင့် ြိုကျအဆောက်အုံအတွင်းပိတ်မိနေသူများကက်တင်နိုင်နှောက်နေနေမန္တလေး Sky Villa ကွန်ဒိုအတွင်းပိတ်မိနေသူတွေကိုဆက်လက်ကက်တင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ Richter scale ခုနှစ်တသမခုနှစ်အဆင့်ရှိတဲ့ငလင်တန်းကြောင်းအဆောက်အုံများပြပြိုကျခဲ့ပြီးနောက်မန္တလေးနဲ့စကိုင်းဘက်မှာနောက်ဆက်တွဲငလင်ငယ်များဇက်တိုက်လှုပ်ခတ်နေမှုကေဇေးရေးဝန်ထမ်းနဲ့အထောက်ကူပစ္စည်းများမလုံလောက်မှုတို့ကြောင့်ညနေပိုင်းရောက်လာသည့်အထိပိတ်မိနေသူတွေကိုခက်ခက်ခဲခဲကက်တင်နေရကြောင်းကေဇေးရေးလှုပ်ဆောင်နေသူများကပြောကြားပါတယ်။ အဆောက်အုံတွေထဲမှာပိတ်မိနေတဲ့သူတွေက၎င်းတို့ကိုကဲတင်ပေးဖို့အော်ဟစ်အကူအညီတောင်းတတွေကိုကြားရပေမလဲငလင်ငယ်များလှုပ်ခတ်နေမှုပြိုကျနေတဲ့အဆောက်အုံပိုင်းစားများတန်များအဆရှိတဲ့ပစ္စည်းတွေကိုဖယ်ရှားဖို့အတွက်ပစ္စည်းမလုံလောက်မှုကေဇေးရေးဝန်ထမ်းနေပါမှုတို့ကြောင့်ပိတ်မိသူတွေကိုရှာဖွေကဲတင်နိုင်ရေးလုပ်ငန်းတွေမှာနှောင့်နှေးခက်ခဲနေကြောင်းကေဇေးရေးလှုပ်ဆောင်နေသူများကရှင်းပြပါတယ်။လက်ရှိမှာသကိုင်းမန္တလေးအောင်ပန်းနေပြည်တော်တွေမှာအဆောက်အုံပေါင်းများစွာပြိုကျခဲ့တာ မန္တလေးမြို့မှာငလင်တန်းကိုအစိုးရဆုံးခန်းဆားခဲ့ရပြီးပြိုကျအဆောက်အအုံပေါင်းများစွာထဲမှာလူပေါင်းရာနဲ့ချီကပိတ်မိနေဆဲဖြစ်ကြောင်း၎င်းတို့ကပြောကြပါဗျ။မန္တလေးမြို့အောင်မြေတာဇံမြို့နယ်လမ်း60 22လမ်းနဲ့23လမ်းကြားက17ထက်အမြင့်ရှိတဲ့ Sky Filler ကွန်ဒိုမှာငလင်တန်းကြောင့်ပြိုကျကမြေကြီးထဲကျုံဝင်သွားပြီးမြေပေါ်မှာခုနှစ်ထက်သာကျန်တော့ကကွန်ဒို17ထက်မှာ၄တက်လောက်ကမြေထဲကျုံဝင်သွားတဲ့အတွက်လူအများပြပိတ်မိနေခြင်းဖြစ်ကြောင်းဒေသခံများကပြောကြပါဗျ။ Sky Villa ထဲမှာအတန်တွေည9နာရီအထိကြားနေရတယ်။တော်တော်များများအသက်ရှင်နေသေးတယ်။၃ယောက်စကားပြန်ပြောတယ်။ကေဘုတ်လုံနေတော့အချက်ပေးတန်ကြောင့်ပြန်ပြေးလာရတယ်လို့ Sky Villa ကေဆေးရီနေရာမှာရောက်ရှိနေသူတူကလူမှုကွန်ရက်မှာဗီဒီယိုဖိုင်နဲ့တကွတင်ထားပါတယ်။ကလေးနှစ်ယောက်အမျိုးသမီးတူအသက်ကြီးအရွယ်အဖွားတူအတန်ည9နာရီခွဲမှာကြားရအဖွားကတော့ဆုံးပြီလို့သိရပါတယ်။လိလွာကပါလို့လဲလူမှုကွန်ရက်မှာရေးသားထားပါတယ်။ Sky Villa ကွန်ဒိုမှာအပိုင်း၃ပိုင်းရှိပြီးအလယ်ပိုင်းနဲ့အနောက်ဘက်ပိုင်းကအလွှာတွေပြိုကျသွားကအရှိတပိုင်းမှာလည်းအပေါ်ခုနှစ်လွှာသာကျန်ပြီးအောက်လေးလွှာမှာမြေကြီးအောက်နစ်မြုပ်ပြောက်ကွယ်သွားခြင်းဖြစ်ကြောင်းအဆိုပါကွန်ဒိုမှာနေထိုင်ကလွတ်မြောက်သွားသူတို့ကပြောကြပါတယ်။မန္တလေးကိုဗဟိုပြုတဲ့ငလင်ကြောင့်လက်တလောသိဆုံးသူ144ဦးရှိပြီးဒဏ်ရာရရှိသူပေါင်း932ဦးရှိတယ်လို့မင်းအောင်လှိုင်ကစစ်တပ်ပိုင်းရုပ်မြင်သံကြားလိုင်းမှတဆင့်ယခုညပိုင်းမှာထွက်ပြောပါတယ်။ ယနေ့မွန်လယ်12:51မိနစ်အချိန်မှာလှုပ်ခတ်တဲ့ငလင်ကြောင့်နေပြည်တော်ကောင်စီနေမြေမှာလက်တလောတေဆုံးသူ66ဦးသကိုင်းမှာ78ဦးကြောက်စင်မှာ30ဦးရှိကြောင်းဒဏ်ရာရရှိသူများအနေနဲ့နေပြည်တော်မှာ432ဦးသကိုင်းမှာ300ဦးနဲ့ကြောက်စင်မှာစစ်စစ်ဆဲစုစုပေါင်း832ဦးရှိကြောင်းတေဆုံးထိခိုက်ဒဏ်ရာရသူများဆက်လက်တိုးလာမည်ဖြစ်ကြောင်းမင်းအောင်လှိုင်ကဆိုပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်ထောင်မှာအချင်းကြခံနေရတဲ့လူဒုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ငလင်လုတ်ခတ်မှုအတွင်ဘေကင်းဟုတာဖြစ်သူကိုထင်လင်းပြောဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြံဖက်စစ်ကောင်စီရဲ့မတရားချုပ်နှောင်အချင်းချထားမှုကြောင့်နေပြည်တော်အချုပ်ထောင်မှာအချင်းကြခံနေရတဲ့လူဒုခေါင်းဆောင်လက်ဖြစ်နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်မှာဂျမန်နှင့်ငလင်လုတ်ခတ်မှုအတွင်ဘေကင်းနေလို့သိရှိထားကြောင်းတာဖြစ်သူကိုထင်လင်းကပြောဆိုပါရယ်။ဂျမန်နှင့်မက်ရှလာ28ရက်နေ့မွန်လ22နာရီ52မိနစ်ဝန်းကျင်မှာ မန္တလေးကိုဗဟိုပြုတ်ပြီးပြင်းအား9တသမ9အဆင့်ရှိတဲ့ငလင်ကြီးလှုပ်ခတ်သွားခဲ့ရမှာရင်းငလင်ကြောင့်နေပြီးတော့မန္တလေးစကိုင်းအပါဝင်မြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာပျက်စီးဆုံးရှုံးမှုများတိုက်ဆုံးမှုများအကြီးအကျယ်ဖြစ်ပေါ်နေခြင်းဖြစ်ပါတယ်။ကျွန်တော်တို့သိရသလောက်အချင်းထောင်မှာဆူဆူဝဝဖြစ်တယ်လို့မကြားမိဘူးလို့ဒေါ်ဆန်းစုကြည်ရဲ့တားဖြစ်သူကိုထိန်လင်းကမေးမြန်းမှုကိုဖြေကြားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံးရဲ့ပြောရေးဆိုခွင့်ရှိသူဦးနေဖုန်းလက်ကလည်းဒေါ်ဆန်းစုကြည်နဲ့ပတ်သက်ပြီးစိုးရိမ်စရာမရှိလို့သိရှိထားကြောင်းပြောဆိုပါတယ်။ ကျွန်တော်တို့ရထားတဲ့တည်င်းအရာတော့အန်တီကမစိုးရင်ရဘူးလို့တိထားပါတယ်လို့ဥနေဖုံးလက်ကပြောဆိုပါတယ်။ရန်ကုန်ခေတ်သစ်တည်င်းဌာနကနေပြည်တော်စစ်တပ်တည်င်းအရင်းမြစ်တစ်ခုကိုဆက်သွယ်မေးမြန်းရမှာနေပြည်တော်အချုပ်ထောင်မှာရှိတဲ့အချုပ်ခန်းတွေနဲ့တိုက်တာအဆောက်အုံတွေမှာတထက်အဆောက်အုံများဖြစ်တဲ့အတွက်အထက်မြင့်တိုက်တာများထက်အန်ရင်နေပါကြောင်ပြောဆိုပါတယ်။ဒေါအောင်ဆန်းစုကြည်ကိုထားတဲ့တိုက်ကတထက်တိုက်လို့ဟာမျိုးလို့တိထားပါတယ်။ ထက်မြင့်တွေထက်စာရင်ပို့ပြီးတော့ဘေးကင်းနိုင်မယ်လို့ထင်ပါတယ်။ဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်လို့တော့တူတူကြကြပါတဲ့တင်မှာကျွန်တော်တို့မရပါဘူးလို့နေပြီးတော့စစ်တပ်တရင်အရင်မြစ်ကရှင်းလင်းပြောဆိုပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်တရင်ကတော့မြန်မာငလင်အမေရိကန်အကူအညီပေးမယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ AR Richter's K 9.8အဆင့်ရှိတဲ့ငလင်ကြီးလှုပ်ခတ်သွားမှုကြောင့်လူပေါင်းထောင်ချီတေဆုံးပျောက်ဆုံးနိုင်တဲ့မြန်မာငလင်ဘေးဒုက္ခအတွက်အမေရိကန်နိုင်ငံကကူညီပေးမှာဖြစ်ကြောင်းအမေရိကန်သမ္မတ Donald Trump က White House မှာပြုတ်လုတဲ့ media တွစ်ဆုံပွဲမှာပြောကြခဲ့ကြောင်း The Economic Times ကယခုသတင်းဖော်ပြပါတယ်။ American သမ္မတ Trump ကကျွန်တော်တို့ကအကူအညီပေးသွားမှာပါလို့ဆိုပါတယ်။အကူအညီပေးရေးလုပ်ငန်းတွေဆက်လက်လှုပ်ဆောင်ဖို့အတွက်မြန်မာနိုင်ငံဘက်မှာတာဝန်ရှိသူတွေထံကိုပြောကြားပြီးပြီဖြစ်ကြောင်းလည်း American သမ္မတ Trump ကပြောကြားပါတယ်။ထို့သော American ကမြည်သည့်ပုံစံနဲ့အကူအညီပေးမည်ဆိုသည်ကိုတိတိကျကျဖော်ပြခဲ့ခြင်းမရှိပါဘူး။စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကလည်း ငလင်လောက်ခတ်မှုပြီးနိုင်ငံတကာအနေနဲ့ကူညီပေးကြဖို့အစိုးရပိုင်းမီဒီယာများကတဆင့်တောင်းဆိုခဲ့ပါတယ်။မန္တလေးကိုဗဟိုပြုတဲ့ငလင်ကြောင့်လက်တလောတည်ဆုံးသူ144ဦးရှိပြီးဒဏ်ရာရရှိသူ932ဦးရှိတယ်လို့မင်းအောင်လှိုင်ကစစ်တပ်ပိုင်းရုတ်မြင့်တန်ကြားလိုက်မှတဆင့်ယခုညပိုင်းမှာထွက်ပြောပါတယ်။မတ်လ28ရက်နေ့မွန်လယ်12:51မိနစ်အချိန်မှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်နေပြည်တော်ကောင်စီနေမြေမှာလက်တလောတည်ဆုံးသူ96ဦး၊စကိုင်းမှာ78ဦးနဲ့ကြောက်စဲမှာ30ဦးရှိကြောင်း တရန်ရရှိသူများအနေနဲ့နေပြည်တော်မှာ432ဦး၊စကိုင်းမှာ300ဦးနဲ့ကြောက်စင်မှာစစ်စစ်ဆဲစုစုပေါင်း932ဦးရှိကြောင်းတည်ဆုံထိခိုက်ဒဏ်ရာရသူများဆက်လက်တိုးလာမည်ဖြစ်ကြောင်းမင်းအောင်လှိုင်ကဆိုပါတယ်။သို့တော်လည်းမြေပြင်မှာရှာပွေကေစရီလုပ်ငန်းများလှုပ်ဆောင်ဖို့လူဝင်အားပစ္စည်းအင်အားမလုံလောက်မှုကြောင့်မင်းအောင်လှိုင်ထုတ်ပြန်တဲ့စည်ရင်းထက်လူပေါင်းရာထောင်ချီပျောက်ဆုံးတည်ဆုံနိုင်ကြောင်းဒေသခံများကပြောကြားပါတယ်။အင်အားခုနှစ်တသမာခုနှစ်ပမာဏရှိတဲ့အလွန်အင်းအားပြင်းတဲ့ငလင်တံကိုမြန်မာနိုင်ငံအတွင်းမှာမန္တလေး မေမြို့တောင်ကြီး စကိုင်းမုံရွာရွှေဘိုမိုးကုတ်တီဘော လာရှိုးကြောက်မဲနေပြီးတော့ပင်လောင်းရွာငံပကံညောင်ဦးပခုတ်ကူမကွေးမင်းတုံပြီးပောင်းတယ်ဒနုပြူဒီရရဲ့မဥပင်မြောင်းမြဖြာပုံလက်ပွတ်တာညောင်တုံဟင်းတရာပကိုးတိုက်ကြီးရန်ကုန်မော်လမြိုင်ဖအံမြဝတီကရင်နီရေးတဝဲဘိတ်မိုးနေ ဒေဒရဲ့တိုက်ကြီးဟင်္ဒရာအပါဝင် မြို့များစွာမှာငလင်တန်ကိုခန်းစားခဲ့ရပြီးအိမ်နီးချင်းနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံဘန်ကောက်ချင်းမိုင်မဲဆောက်တွေမှာလည်းငလင်တန်ကိုခန်းစားခဲ့ရပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာငလင်ကေဇယီအတွက်ရုရှားကရှာဖွေကေဇယီအဖွဲ့ဝင်120စီလွတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံအတွင်းအပြင်းထန်ဆုံးငလင်လှုပ်ခဲ့တဲ့အတွက်ကြောင့်ရုရှားနိုင်ငံရဲ့ရုရှားအရေးပေါ်အခြေအနေဌာနမှရှာဖွေကေဇယီအဖွဲ့ဝင်120ဦးကိုမတ်လ28ရက်နေ့ညပိုင်းကလေယာဉ်20နဲ့စီလွတ်ထားကြောင်းသိရှိရပါတယ်။ ၎င်းတို့အဖွဲ့မှာကေဇယ်ရေးပစ္စည်းတွေနဲ့စီဝါအပြင်ရှာဖွေရေးခွင့်မြလဲပါဝင်တယ်လို့သိရပါတယ်မြန်မာနိုင်ငံအတွင်း2025ခုနှစ်မတ်လ28ရက်နေ့မြန်မာစံတော်ချိန်နေ့လယ်12:51မိနစ်၃ည2စက္ကန့်အချိန်ကမန္တလေးမြင်းကလင်းစခန်းမှာအရှိမျောက်ဘက်27ကီလိုမီတာခန့်ကွာတဲ့မြန်မာနိုင်ငံပြည်တွင်းမန္တလေးမြို့ရဲ့အရှိမျောက်ဘက်20ကီလိုမီတာခန့်အကွာမှာအင်အားရေဂျစတာစကေ9.8အဆင့်ရှိတဲ့အင်အားအလွန်ပြင်းထန်တဲ့ငလင်းလှုပ်ခတ်သွားပြီးနောက်ညပိုင်းမှာရုရှားကဆေးလွတ်ထားခြင်းဖြစ်တယ်လို့သိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့နိုင်ငံတဝင်းတောက်ကြနေဝိပုချိန်မှာအင်အားပြင်းငလင်ကြောင့်နိုင်ငံတဝင်းမှာရှိတဲ့အစ္စလမ်ဗလီ90ထပ်မင်းပြိုကျပြီးတေဆုံးသူ300နီးပါးရှိနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံတဝင်းတောက်ကြနေဝိပုချိန်မှာအင်အားပြင်းငလင်လှုပ်ခတ်ခဲ့တဲ့အတွက်ကြောင့်နိုင်ငံတဝင်းမှာရှိတဲ့အစ္စလမ်ဗလီ90ထပ်မင်းပြိုကျပြီးတေဆုံးသူ300နီးပါးရှိနေကြောင်းအစ္စလမ်အတိုင်းဝိုင်းကပြောဆိုပါရယ်ယမန်နေ့မွန်လ12နာရီ52မိနစ်အချိန်မှာအင်အားပြင်းငလင်လှုပ်ခတ်ခဲ့ခြင်း ်စကိုင်းမန္တလေးရမဲသိန်းအပါဝင်မြန်မာနိုင်ငံအလဲပိုင်းပတ်ဝန်းကျင်မှာရှိတဲ့ဗလီတွေမှာအစ္စလမ်ဘာသာဝင်တွေဝိပုနေခြင်းဖြစ်ကြောင်းလက်တလောအစည်းအမျာအရတည်ဆုံးသူ300နီးပါးရှိတယ်လို့ပျောက်ဆုံးစည်းအမျာပေါ်မူတည်ပြီးခန့်မှန်းတားပေမဲ့လည်းဗလီများအောက်မှာအလောင်းများစွာရှိနေတဲ့အတွက်အရေးအတွက်မှာယခုထက်ပိုမိုများပြားနိုင်ကြောင်းမန္တလေးမှာအစ္စလမ်ဘာသာဝင်တဦးကပြောဆိုပါတယ်မန္တလေးအမြောက်တန်းဗလီမှာလည်းပြိမိနေရတွေအများများတယ်နောက်တစ်ခုကရွှေဘုန်းရှင်ဗလီဆိုရင်လည်းပြိမိနေတာတွေရှိတယ် ကေဇေယီမလုံနိုင်သေးဘူးလို့မန္တလေးမှာအစ္စလမ်ဘာသာဝင်တဦးကပြောဆိုပါရယ်။ငလင်ကြောင့်ပျက်စီးမှုများပြီးတေဆုံးမှုများပြတဲ့ပလီတွေမှာကြောက်စဲဆူးလီကုန်းပလီ၊တောင်စင်ကျုံးပလီ၊မန္တလေးအနောက်အချုပ်ပလီ၊ရွှေဘုံရှင်ပလီ၊တောင်ငူကန်တော်ပလီ၊တံတားဦးမြစ်တာရက်ပလီ၊စက်ကြာမြောက်ပလီ၊စက်ကြာတောင်ပလီ၊ပျော်ပွဲမြို့တစ်ပလီ၊လေဝေးပလီ၊ပလိမ့်မြို့မပလီ၊ချမ်းမြတာစီကန်ရွာပလီ၊ရမဲသိမ်းမြို့ပလီ၊ပြင်မနာပလီ၊ပလိမ့်မြို့ပလီ၊စကိုင်းပလီ၊ဇီးပေါက်ပလီ၊ရွှေဘိုစင်ယုံပလီ ကန္တာကုန်းပလီအမြောက်တန်းပလီတာစီပလီမိထီလာမြို့ပလီမန္တလေးတထီတန်းပလီတိုက်တန်းပလီမြောက်အိုးဘူပလီကြက်တိုက်ဝင်းပလီနဲ့မင်္ဂလာပလီများပြိုကျပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။ကေဇရီးလည်းရှာလို့မရဘူး။ရှာဖွေရေးကိုလည်းဆက်သွယ်လို့မရဘူး။ကေဇရီးဖုန်းတွေလည်းဆက်သွယ်တာတလုံးမှဆက်သွယ်လို့မရဘူး။မနေ့ကနေ့လေတနင်္လာမထိုးခင်ကတည်းကပြိုကျသွားတာပေါ့။ဖြစ်သွားခြင်းကတည်းကအခုလက်ရှိအချိန်ထိကျွန်တော်တို့မိသားစုဝင်တွေနဲ့ပတ်ဝန်းကျင်ကလူတွေရှာဖွေနေတာအုတ်တွေက အရန်ကြည့်တဲ့အတွက်ကြောင့်အောက်ကအလောင်းတွေကိုဘလို့မှဖော်လို့မရဘူးအဓိကကကရိန်းတို့ဘာလို့နဲ့လုံမှဖြစ်မှာကရိန်းကလည်းဘလို့မှဆက်တွယ်ပြီးငှားလို့မရဘူးဖြစ်နေတယ်လို့မန္တလေးဒေသပြည်သူတို့ကအခြေအနေကိုရှင်းလင်းပြောဆိုပါတယ်မန္တလေးရှေ့ပုန်းရှင်ပလီပြူချမှုအတွင်မိသားစုဝင်များပါသွားတဲ့ဒေသပြည်သူတို့ကလည်းအထဲမှာပြိမ့်မိနေတာကဘလီဝင်းဆိုတော့ကျွန်တော်မိသားစုဝင်၄ယောက်ပြိမ့်မိနေတယ် နောက်ထပ်ဗလီလာတဲ့သူတွေလည်းပိတ်မိလားမပိတ်မိလားတေချာမသိရဘူးဘာလို့လဲဆိုတော့အချိန်ကစက္ကန့်ပိုင်းလေးပဲကြာလိုက်ပြီးတော့ဖြစ်သွားတဲ့အရာဆိုတော့ဘလို့မကိုခံမှန်းလို့မရဘူးဖြစ်သွားတာကျွန်တော်တို့ကဗလီဝင်းထဲမှာပဲနေတာဆိုတော့အိမ်ပြိုတဲ့နေရာမှာကျွန်တော်တို့မိသားစုဝင်6ဦးရဲ့ကျွန်တော်ရဲ့အိမ်ထဲမှာရှိနေတာပေါ့အိမ်ပြိုတဲ့အချိန်မှာကျွန်တော်ကတော့ခါပိုင်းလေးပဲမို့လို့ကျွန်တော်ကလွတ်သွားတာကျွန်တော်အတော်တယောက်ကတော့ခြေထောက်ထိပ်ပြီးသွေးထွက်နေတယ် စေယုံမှာလည်းဘာမှမလုပ်ပေးနိုင်ဘူးဒါလည်းကျွန်တော်တို့နားလဲပါတယ်လူတွေအယမ်းများတဲ့အတွက်ကြောင့်မို့လို့ခြေတော့ထိသွားတာအကိုက်ခဲပြောက်စင်းနဲ့ပိုးသက်စေးလောက်ပဲသူတို့ထိုးပေးနိုင်တယ်ကျန်တာဘာမှမလုပ်ပေးနိုင်ဘူးခြေတော့ကကြည်နေပြီသွေးလည်းမတိတ်ဘူးအခုချိန်ထိနောက်ထပ်ကျွန်တော်အတော်တယောက်လည်းရှာတွေ့တယ်သူကတော့ အသက်မပါတော့ဘူးနောက်ထပ်ကျွန်တော်အဘွားရဲ့ကျွန်တော်ဦးလေးနှစ်ယောက်ရဲ့အတော်တယောက်ရဲ့အထင်းမှာဒါပေမဲ့အသက်ရှင်ဖို့ကဘလို့မှမဖြစ်နိုင်ဘူးဘာလို့လဲဆိုတော့ဒီထိတ်ကလေးမှာရှာတွေ့တဲ့သူတွေတောင်နှစ်ယောက်မှာတယောက်ကအသက်မပါလာဘူးတယောက်ကမျော့မျော့လေးပဲကျန်တော့တာဖြစ်တဲ့အတွက်ဟုပြောဆိုပါတယ်ယနေ့မှာပလီအပျက်စီးကြမှာထုတ်ယူရရှိတဲ့အလောင်းတွေကိုအစ္စလမ်ဘာသာဒလစ်ထုံးတမ်းတဲ့အညီတကြုံမီဖြစ်ကြောင်းသိရှိရပါတယ်အဲ့ဒီနောက်ကမ္ဘာသတင်းတွေမှာမြန်မာမှာငလင်လှုပ်တဲ့အကြောင်းတွေပါလာပြီးဖြစ်ကြောင်းကွန်မရက်ကျော်သူကအသိပေးထားပါတယ် ကမ္ဘာသတင်းတွေမှာမြန်မာမှာငလင်လုတ်တဲ့အကြောင်းတွေပါလာပြီးခတ်တာကသတင်းထဲမှာဦးစားပေးဖော်ပြတာထိုင်းမှာထိုင်းနဲ့မြန်မာမှာငလင်အပြင်းထန်လှုပ်ပြီးထိုင်းမှာဘယ်နှဦးသေဆုံးဆိုတာမျိုးဖြစ်ပါတယ်လက်ရှိအထိသိရသမျှမန္တလေးတမြို့တည်းနဲ့ဘယ်နှယောက်ထိမယ်မသိပါဘူးထိုင်းထက်မြန်မာကအများကြီးပိုများပါလိမ့်မယ်ဒါပေမဲ့ကမ္ဘာသတင်းတွေမှာမြန်မာနိုင်ငံမှာဘယ်နှဦးအသက်ဆုံးရှုံးသွားသလဲဆိုတာကိုမဖော်ပြနိုင်ကြပါဘူးဘာကြောင့်လဲဆိုတော့စရင်အတိအကျမရလို့ပါပဲစစ်ကောင်စီကလည်းစရင်ထုတ်ပြန်တာမတွေ့ရသေးပါဘူး တကယ်လို့ထုတ်ပြန်ခဲ့တယ်ဆိုရင်လည်းအတိအကျထုတ်ပြန်မှာမဟုတ်ပါဘူးဒီလောက်တနိုင်ငံလုံးနီးပါးဒုက္ခပင်လေဝင်နေချိန်မှာစစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလဗေဒဆာမျက်နာကနေ့စဉ်မြည်ရခံမှန်းချက်များဆိုတာကိုပဲတင်ထားတာတွေ့ပါတယ်လူတွေမှာအလွတ်တန်းမိုးလေဝသပညာရှင်တွေကအားထားနေကြရပါတယ်တိုင်းပြည်ပြက်နေတယ်ဆိုတဲ့လက္ခဏာတွေပါပဲဘယ်အရာမှကြိုတင်ပြင်ဆင်ထားတာမရှိဖြစ်လာရင်လူတွေကကိုအားကိုကူးကြရတာတစ်ဖက်မှာရှေ့ဖြစ်ဟော်ရီ၆လုံးလှန့်လုံးတွေကလည်းအများကြီးထွက်နေပါတယ် ်ဘယ်အချိန်ဘာဖြစ်မယ်ဆိုတာမျိုးတွေရေးထားရင်မိုးလေဝသပညာရှင်ဟုတ်မဟုတ်စူးစမ်းပြီးမှယုံကြပါတခုခုတွေ့တာနဲ့အကောင့်ထဲဝင်ကြည့်ပြီးအရင်ကဘာတွေရေးခဲ့တယ်လဲတင်ခဲ့တယ်လဲဆိုတာတွေကိုလည်းသေချာကြည့်ကြည့်ပါပြီးမှယုံကြည်ကြပါပြီးတော့လူလိန်အလှခံတာတွေလည်းမကြခင်အလုံးအရင်နဲ့လာပါလိမ့်မယ်တတိထားကြပါမိတ်ဆွေများဖုန်းအားတွေခြိတာကြပါပါဝါဘန့်တွေအသွင်ထားကြပါဖုန်းပေတွေဖြည့်ထားကြပါဗျာဆိုပြီးအတိပေးထားတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာ အခုလိုအဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေ။နောက်ထပ်ပြည်တွင်းပြပသတင်းတော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။ကြပါစေခင်ဗျာ။ကြပါစေ